ရိနိုင်ငံရဲ့လက်စပေါ်ကျွန်းနဲ့တူရကီနိုင်ငံအနောက်ဘက်ကမ်းလွန်မှာဇွန်လ12ရက်နေ့ကအင်အား6.3အဆင့်ရှိတဲ့အင်အားပြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးခဲ့ပြီးလူ၁၀ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီငလျင်လှုပ်ခတ်မှုကြောင့်ဂရိနိုင်ငံမြို့တော်အေသင်အပါဝင်တူရကီနိုင်ငံအစ်စမီယာပြည်နယ်တလျှောက်မှာရှိတဲ့လူနေတိုက်တာအဆောက်အုံတွေကို တုံ့ခါသွားစေခဲ့တယ်လို့သိရပါဗျ။အမေရိကန်ဘူမိဗေဒဆိုင်ရာစမ်းစစ်လေ့လာရေးအဖွဲ့ကတော့အဲ့ဒီငလျင်ဟာဂရိနိုင်ငံပရိုမာရီမြို့တောင်ပတ်၁၁ကီလိုမီတာအကွာ AGM ပင်လယ်အတွင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီးနောက်ဆက်တွဲငလင်ငယ်အများပြလှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။အေသင်း Geo Dynamic Institute ကတော့အဲ့ဒီငလင်ဟာမြေအောက်အနက်30ကီလိုမီတာလောက်မှာလှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်ကစစ်ဘေးရှောင်ရင်းဥရောပနိုင်ငံတွေကိုဝင်ရောက်ခိုလုံမှုဒုက္ခသည်ထောင်ပေါင်းများစွာရောက်ရှိလာမှုကြောင့်နေရပ်ပြောင်းရွှေ့မှုဆိုင်ရာပြဿနာကြီးတစ်ရပ်ဖြစ်ပေါ်ခဲ့တဲ့ဂရိနိုင်ငံ Lesbos ကကြေးရွာတရွာမှာအဆိုပါအပြင်းငလင်လှုပ်ခတ်မှုကြောင့် ောက်အပြက်စီးတွေကြီးကြီးမားမားဖြစ်ပေါ်ခဲ့တယ်လို့လည်းသိရပါဗျ။ ရီကျွန်းရဲ့တောင်ပိုင်းမှာတည်ရှိပြီးဒေသခံ600ခန့်နေထိုင်တဲ့ freezer ဒေသမှာတော့အဆောက်အုံတွေပြိုကျပျက်စီးခဲ့ပြီးလမ်းမတွေနဲ့ကားတွေပေါ်မှာလည်းအုတ်ကျိုးအုတ်ပယ်တွေအပျက်စီးအပိုင်းစားတွေဖုံးလွှဲနေခဲ့တယ်လို့ writer သတင်းကဖော်ပြခဲ့ပါတယ်အဆိုပါဒေတာတဝိုင်မှာအ धिक ငလင်ပြည့်ွေကြောတွေရှိနေကြတာကြောင့်အသေးစားငလင်လှုပ်ခတ်မှုတွေမကြာခဏဖြစ်ပေါ်လေးရှိပေမဲ့လည်းပြင်းအား9.5အဆင့်ပိုတဲ့ငလင်လှုပ်ခတ်မှုတွေကတော့မကြုံစဘူးနှဲပါခဲ့တယ်လို့သိရပါဗျ။